မင်္ဂလာပါရှင်ရန်ကုန်ကတိချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်မြန်မာကျန်းဖက်စီအောင်ဆရာတွေ့အောင်ရေကောက်ပွဲနဲ့ရလက်ကိုကက်ကွက်အသီးမမပြူကြိုင်နိုင်ငံပေါင်း183နိုင်ငံပေါင်းဝင်တဲ့နိုင်ငံတကာပါလီမန်များညီတာအကမှ CRPH ကတောင်းဆိုမြန်မာကျန်းဖက်စီအောင်ဆရာတွေ့အောင်ရေကောက်ပွဲနဲ့ရလက်ကိုကက်ကွက်အသီးမမပြူကြိုင်နိုင်ငံပေါင်း183နိုင်ငံပေါင်းဝင်တဲ့နိုင်ငံတကာပါလီမန်များညီတာအကမှပြည်အောင်စုလှုပ်တော်ကိုစာပြုကော်မတီ CRPH ကတောင်းဆိုလိုက်တဲ့ အော်တိုမာလဆက်ကွယ်ရနေကနေ၂၃နှစ်ထိ၅ရက်ကြာဆွစ်ဇာလန်နိုင်ငံဇနီဘာမြို့မှာကျင်းပလျက်ရှိတဲ့152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံတဲ့ဆက်ဆက်အစည်းအဝေးတွေကိုပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH မှာဒေါက်တာဝင်းမြတ်အိမ်နဲ့ဒေါက်တာစင်မောင်တို့ဦးဆောင်တဲ့မြမလွတ်တော်ကိုယ်စားလှယ်အဖွဲ့ပါဝင်တယောက်စဉ်တို့တို့တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။ မြန်မာဂျမ်းဖက်စစ်တပ်ကဆက်လက်ကျူးလွန်လှောက်ဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေလူခွင့်ချွတ်ဖောက်မှုတွေနဲ့အကြမ်းဖက်မှုတွေရင်းလုံးရက်တွေကြောင့်နေရဲဆွန့်ခွာနေပြီးဒုက္ခတွေနဲ့ရင်ဆိုင်နေရတဲ့ပြည်တွင်းရှိစစ်ဘေးရှောင်ပြည်တွေနဲ့တခြားနိုင်ငံများရှိရွှေ့ပြောင်မြန်မာပြည်သူတွေအခြေအနေနဲ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကိုဆရာဘေးကရှင်းပြခဲ့ပြီးအကြမ်းဖက်စစ်အုပ်စုကကျင်းပမဲ့တရားဝင်မှုမရှိတဲ့အတူရောင်ရွေးကောက်ပွဲနဲ့ရားလက်ပေါ်ကန့်ကွက်ပေးနေတဲ့အသီးမပြူရေးမတရားဖန်ဆီးထိန်းသိမ်းခံနေရတဲ့နိုင်ငံတော်အခြေခဲ့တွေရွေးကောက်ကန်လွတ်တော်ကိုယ်စားလှယ်နိုင်ငံရေးကျင်းသားလူမျိုးရေး2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကနေ့ ရွေးကောက်ကံလွတ်တော်ကိုယ်စားလှယ်နဲ့ပြည်သူလွတ်တော်ကိုစားပြုကော်မတီတို့ကမ္ဘာလွတ်တော်တိုင်ဝမ်ကဆက်လက်တိမှတ်ပြုရင်းလက်ရှိပြည်ပခဖြည့်ရှင်တဲ့ရင်းရှင်တည်တဲ့နဲ့အဖြစ်ရှာခြင်းမှာဒေါ်လိအင်အားစုရဲ့ဆောင်ရွက်သွားမဲ့လုပ်ငန်းစဉ်တွေပေါ်ထိရောက်တဲ့ပမုကူညီမှုတွေရရှိရတော့ကိုဒီကတာဆွေးနွေးတိုက်တွန်းကြောင်းသိရတယ်။ CIA page မှာမြန်မာလွတ်တော်ကိုယ်စားလှယ်ဖွဲ့ကအော်တိုဝါလာ၁၉ရက်နေ့အာရှပစိပေးအောင်ဆိုနဲ့မြို့သမီလွတ်တော်ကိုယ်စားလှယ်ဖိုရမ်ကိုတက်ရောက်ပြီးအော်တိုဝါလာ၂၀ရက်နေ့မှာအမှုဆောင်ကောင်စီစီဝင်းညီလာခံစီဝင်းနဲ့ညီလာခံဂျန်နရယ် တပိတ်အစီအစီအစဉ်တို့ကိုတရားခဲကမလေးရှားထိုင်းအီတလီကနေဒါနယူးဇီလန်ဆွီဒင်ဩစတြေးလျနိုင်ငံတို့မှလှုပ်တော်ကိုယ်စားလှယ်ဖွဲ့ရင်လည်းတည်ကြစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရတယ်။နိုင်ငံတကာပါလီမန်များဖွဲ့မှကမ္ဘာနိုင်ငံပေါင်း183နိုင်ငံတို့မှနိုင်ငံတော်အဆင့်လှုပ်တော်ရင်လည်းဖွဲ့စည်းထားပြီးမြန်မာနိုင်ငံကိုယ်စားပြုဖြစ်ပြောင်းစွလှုပ်တော်ကိုယ်စားပြုကော်မတီ CRPH ကို IBRD ကဆွေးနွေးဖက်မိဖက်ဖြစ်တည်မှတ်ပြုခဲ့ပြီးယနေ့ဒီတိုင်းဆက်လက်တည်မှတ်ပြုထားခြင်းဖြစ်တယ်။ဆက်လက်ပြီးကျန်းဖို့မှတက်ဆင်ရွေးကောက်ပွဲဝင်ကြမယ်။ မျိုးစောင်းအောင်လင်းတွဲများထုံတရားစံပါဝင်ဆွေရောက်ဖွဲ့ရညာတူရတူယူထားသူများလက်ရှိတာဝန်မှာအနားမြူပဲမဆွယ်စီအောင်ရွေးကောက်ပွဲဝင်ကြမယ်။ကျန်းဖို့မှာတဆင်ရွေးကောက်ပွဲဝင်ကြမယ်။မျိုးစောင်းအောင်လင်းတွဲများထုံဦးတရားစံပါဝင်ပြောင်းစွနဲ့ပြည်နယ်တိုင်းဆွေရောက်ဖွဲ့တွေမှာညာတူရယူထားသူတွေမှာလက်ရှိတာဝန်တွေမှာအနားမြူပဲမဆွယ်စီအောင်ရွေးကောက်ပွဲဝင်ကြပြီဖြစ်ကြောင်းကြက်ခိုင်ပါတီသတင်းမြေကပြောတယ်။ မြောက်လိုင်းစေကိုင်းကြက်ရစစ်ကော်မရှင်မှစစ်တပ်နဲ့ရပ်ဖက်အရာရှိကြီးဖြစ်ကြတဲ့ညိုစောအောင်လင်းတွင်မြာထုံဝင်ကြီးတရားဆန်းဒုတိယဗိုလ်ချုပ်ကြီးအောင်ကံမြင့်တန်းဒုဗိုလ်ချုပ်ကြီးအောင်တင်စားကျော်ဒုဗိုလ်ချုပ်ကြီးအောင်သက်ပုံဒုဗိုလ်ချုပ်ကြီးအောင်ဖုံမြတ်ဒုဗိုလ်ချုပ်ကြီးအောင်လင်းအောင်ဒုဗိုလ်ချုပ်ကြီးအောင်စိုးတင်နိုင်တို့ပါဝင်ဝင်ကြီးရဲ့ဒုဝင်ကြီးရဲ့ပြည်내တိုင်းဝင်ကြီးချုပ်တွေကပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်နဲ့ပြည်내တိုင်းလွှတ်တော်တို့ကစံဖို့ပါတီကိုစားပြပါဝင်ရှင်ပြိုင်သွားမိဖြစ်ကြောင်းထို့သောရှင်ပြိုင်မှာရပ်ဖက်ရာတို့တောင်ဝင်မှအားယူခြင်းမရှိဘဲရွေးကောက်ပွဲမဲဆက်စီအောင်ရှင်ပြိုင်ကြမိဖြစ်ကြောင်းသိရတယ် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှုဆောင်ရာရှိကြောင်းအောင်လင်းတွင်နေပြီးတော့မျိုးသားလွတ်တော်မဲဆန္ဒနယ်မှာရှင်ပြိုင်ဖြစ်ပြီးဝင်းချင်းရောက်တောင်းယူထားတဲ့ညိုစောကကိုကိုကျွန်းပြည်သူလွတ်တော်မဲဆန္ဒနယ်မှာလကောင်းဆက်တွယ်ရေးနဲ့ပို့ဆောင်ရေးဝင်းချင်းတောင်းယူထားတဲ့မြထုံကပြုံးလင်းမျိုးနဲ့ပြည်သူလွတ်တော်မဲဆန္ဒနယ်မှာလကောင်းတမရယုံဝင်းကြီးတောင်းယူထားတဲ့တရားဆန်ကဥဒရသီရီမျိုးနဲ့ပြန်ကြားရေးဝင်းကြီးမမောင်ကတက်ကောင်မျိုးနဲ့မဲဆန္ဒနယ်မှာအသီးသီးရှင်ပြိုင်ဖြစ်ကြောင်းသိရတယ်။တော့ပြေဘကိုတိုင်းဝင်းကြီးကျုံမျိုးစွေဝင်ကဘကိုတိုင်းဒေသကြီးလွတ်တော်အတွက်ဘကိုမျိုးမှာ ်မဲဆန္ဒနယ်မှာ၎င်းကချင်ပြည်နယ်ဝန်ကြီးချုပ်ခတ်ထိန်နှံကကချင်ပြည်နယ်လွတ်တော်အတွက်မြစ်ကျေးနာမြို့မဲဆန္ဒနယ်မှာ၎င်းထခြားသောပြည်နယ်တိုင်းဝန်ကြီးမှာလည်းလက်ရှိရာထုတ်တော်ဝင်နေတဲ့ပဲမဲဆန္ဒနယ်တည်တည်မှာရွေးကောက်ပွဲဝင်ကြပြီဖြစ်ကြောင်းသိရတယ်ကျမပါတီမှာတစဉ်ရက်ဖက်နဲ့စစ်ဘက်ရရှိကြရမှာမဲဆန်စီအောင်ရွတ်ကိုပိုင်လုံးကျော်ရေးဖွဲ့ကိုပိုင်မဲဆန်စီအောင်ရွတ်ဖွဲ့ကိုပိုင်ယုံဖွဲ့နဲ့ရွေးကောက်ပွဲဝင်ရမည်ဖြစ်ကြောင်းသိရပါတယ် ဆလပ်ပြောင်းနိုင်ငံရေးလှုပ်ရှားသူစီဒီအန်တွေကိုဖမ်းဆီးရအတွက်စစ်တပ်က BSMS application ကိုအဆင့်မြင့်တင်နေပြီးအမည်ပြည့်စင်သွင်းထားသူရေးတွက်ထတ်တို့လေဝက်ရုံစီးရေးတွေပေါ့ချမှုကိုအလက်တကူစီစစ်ဖော်တော့ရေး United Nations လောက်ဆိုင်ညွှန်ကြားအကြပ်စစ်ကောင်စီကလိုရှိနေတဲ့နိုင်ငံရေးလှုပ်ရှားသူတွေစီဒီအန်တွေနဲ့စစ်ပြေရပြေဖမ်းဆီးနိုင်ရေးအတွက် prison synchronization and monitoring system application ကိုအစဉ်မြင်တင်ပြီးအမည်ပြည့်စင်အတွင်းထားတဲ့အရေအတွက်ကိုထပ်တူရန်ညွှန်ကြားထားကြောင်းပြည်ထောင်ဝင်ကြီးဌာနထံကနေသိရတယ်။မြန်အောင်လိုင်းကောင်းဆောင်နဲ့မြို့သားကာကွယ်နှလုံးကြွေးကောင်စီကလူမှုကွန်ရက်ဆောင်ကျင်းမှုနဲ့စီမံခန့်ခွဲမှုစနစ် prison စက်ခရီနိုင်ဂျင်းရှင်အန်မော်နီရိုက်တင်းစနစ်တမ်ပလီကေးရှင်းကိုလုံခြုံရေးဆင်မြင့်တင်ခြင်းအမည်ပြစင်းနေထတ်တိုးခြင်းကိုရခုအော်တိုဘာလတွင်လှုပ်ဆောင်ရညွှန်ကြားထားကြောင်းအဆိုပါညွှန်ကြားချက်ကိုပြည်နယ်နှင့်တိုင်းဒေသကြီးများအလုံးကိုညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်းအဓိကအဖြစ်ရဲတပ်ဖွဲ့ကအကောင့်ထပ်ဖို့နေရခြင်းဖြစ်ကြောင်းသိရရင်စစ်တပ်ကအကောင့်ထပ်ဖို့နေတဲ့ PSMS application မှာကနေဦးလူရေ5000ကျော်ကိုကနေဦးထက်သိမ်းခဲ့ပြီးယခုကအရေးအတွက်တွန်းမြင်လာခြင်းဖြစ်တဲ့စေကောင်စီကလွန်ကျွေးစစ်စင်ရဲ့အသီးသန့်ထုတ်လုပ်ထားတဲ့ PSMS application ကို၎င်းတို့အသီးမဲ့ပြူတိုင်းဖုန်းကွန်ပျူတာတွေမှာသာ download လုပ်နိုင်ပြီးတခြားကွန်ပျူတာနဲ့ဖုန်းတွေကကိုယ်ယူခြင်းမပြုနိုင်ပေမယ့်လွန်ကျွေးစစ်မြင့်ကြောင်းလက်တော်စစ်ကောင်စီကအလို့ရှိနေတဲ့လူ5000ရဲ့ကိုယ်ရေးဇက်လက်ကုန်ငွေစင်းဖိုင်ကိုနဲ့ဘလက်လစ်အမည်ပြည့်စင်းဖိုင်အမည်ပြည့်ထားကြောင်းသိရတယ်။ ထို့ပြင်စစ်တပ်ကထုတ်ပြန်ညွှန်ကြားနေတဲ့လူဝဲယုံစင်းရင်းတွေကိုကိသစ်တရင်ဌာနအပောင်းဝင်လူမှုကွန်ရက်ကိုပေါ်ကြားနေမှုနဲ့ပတ်သက်ပြီးလွယ်ကူစွာစစ်ဆေးဖော်ထုတ်နိုင်တဲ့စနစ်ကိုလည်းပြည်ထောင်စုဌာနအုပ်ဆောင်မှုအမြန်ဆုံးကောင်တဲ့ဖော်ဆောင်ရလည်းညွှန်ကြားထားကြောင်းသိရတယ်အကြံဖတ်မြောင်းလိုင်ကစစ်တပ်နဲ့ဌာနဆိုင်ရာသတင်းတွေပေါ်ကြားမှုနဲ့ပတ်သက်ပြီးပြင်းပြထန်တဲ့ပေါ်တော့ရေရွယ်2021ခုနှစ်ဆရာနာတိန်ချိန်ကလေးကညွှန်ကြားခဲ့တော့လဲယနေ့ချိန်ထိရင်းတို့ပေါ်ကြားမှုကိုစစ်တပ်ကထိရောက်စွာတားဆီးနိုင်ခြင်းမရှိကြောင်းနေပြီးတော့သတင်းမြစ်ကနေသိရပါဗျာ ဇလပီပခောက်ကွန်မြို့နယ်စလင်းမြို့မှာစစ်တပ်နဲ့ပြည်စော်တဲ့ကလုံငယ်ခုနှစ်ခုဆင်းမှုတန်းဖြစ်ပေါ်တာဆွဲဖန်းစဉ်မကွေးတိုင်းပခောက်ကွန်မြို့နယ်အရှင်ချောက်ကံရဂျပန်စစ်တပ်ကဝင်ရောက်စီးနင်းပြီးလူငယ်သုံးဦးကိုဆင်းမှုတန်းဖြစ်ပေါ်တာဆွဲဖန်းစီခဲ့ကြောင်းဖန်းစီခဲ့တဲ့လူငယ်တွေရဲ့မိတ်ဆွေတွေကပြောတယ်အော်တိုဘလ21ရက်နေ့မနက်9:00နာရီချိန်ပခောက်ကိုတမ်းမတရားတကနေထွက်လာတဲ့စစ်ကား3စီးပါစစ်တပ်စစ်ကြောင်းပခောက်ကွန်မြို့နယ်အရှင်ချောက်ကံရကိုဝင်ရောက်စီးနင်းပြီးလူငယ်သုံးဦးကိုပေါ်တာဆွဲဖန်းစီခဲ့ကြောင်းဖန်းစီခဲ့တဲ့လူငယ်တွေမှာ18နှစ်ကနေ35နှစ်အတွင်းဖြစ်ပြီးဆင်းမှုတန်းကပေါ်တာဆွဲဖန်းစီခြင်းဖြစ်ပါတယ် အလားတူမကွေးတိုင်းစနေမြို့ပေါ်ရှိမြို့မဇေနီမှာစစ်တပ်နဲ့ပြည်စောတီကလူငယ်လေးကိုဗိုတာဆွဖမ်းဆီးခဲ့ကြောင်းပြည်သူညီနောင်စလင်းတရေတောင်ကံကိုပြည်သူကပြောရင်အော်တိုဘားလ19ရက်နေ့စနေမြို့ပေါ်ရှိစနေမြို့မဇေပတ်ဝန်းကျင်မှာစစ်တပ်နဲ့ပြည်စောတီလူငယ်လေးကိုဗိုတာဆွဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခဲ့သူမှာဘေးရဆိုင်ကမောင်သူနှောင်းနဲ့စနေမြို့ပေါ်မှာဈေးလောင်ဝဲတဲ့ကြေးရော်တွေမှာလူငယ်နှောင်းဖြစ်ကြောင်းသိရတယ်။အလားတူအော်တိုဘားလ16ရက်နေ့မှာစနေမြို့နဲ့ကြက်တကိုင်းရွာတောင်ဘက်ခြမ်းအမိုက်ကျင်းမှာ ပလောင်ကောက်နေတဲ့တားဖာတုံးကိုစစ်တပ်ကဖမ်းဆီးပြီးဖခင်ပြည်သူကိုခေါ်ဆောင်သွားကြောင်းအော်တိုဝါလာ၁၆ရက်နေ့မှာဇလင်းမြို့နယ်တနက်ကုံရကိုဂျပန်စစ်တပ်ကဝင်ရောက်စီးနင်းပြီးလူငယ်လေးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရတယ်။ဇလပီလိုင်တာမြို့နယ်တောင်ကြီးရဲစခန်းလက်ပြဘုံပြစ်တွင်တိုက်ခိုက်မှုရဲတွေထိခိုက်မှုရှိနိုင်ရန်ကုန်တိုင်းလိုင်တာမြို့နယ်တောင်ကြီးရဲစခန်းကိုလက်ပြဘုံပြစ်တွင်တိုက်ခိုက်ရာရဲတွေထိခိုက်မှုရှိကြောင်း Operation Flame ဖွဲ့တောင်ရှိသူကပြောတယ်။အော်တိုဝါလာ24ရက်တရက်နေ့ည9:48မိနစ်ခန့်မှာလှိုင်တာမြို့နယ်နောက်ပိုင်းတော်ထားလမ်းမပေါ်ရှိ တောင်ကြီးရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကလက်ပစ်ပုံသုံးလုံးပြစ်တင်တိုက်ခိုက်ခဲ့တယ်။တိုတိုက်ခိုက်မှုတွင်ရဲစခန်းဝင်တင်ရှိရဲ့ဒီခိုက်မှုရှိပြီးအရင်တော့ကိုတည်ပြနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ရဲစခန်းဝင်တွင်ကိုလူနာတင်ခိုက်ဝင်ရောက်သွားကြောင်းသိရတယ်။တောင်ကြီးရဲစခန်းကဂျပန်စစ်တပ်အတူရောင်ရွေးကောက်ပွဲကိုပွမ်းပောင်ရေလှူရှားနေကြပြီးပြည်သူတွေကိုနီမျိုးစုံနဲ့မတရားဖန်ဆီးနှိမ့်ဆက်တဲ့အလိုက်သားရဲတပ်ဖွဲ့ကို Operation Flame Firepower ထူးဆန်းပြစ်မှတ်ဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Operation Flame ဖွဲ့တော်ရှင်သူကပြောပါတယ်။ လိုင်တာနောက်ပိုင်းတကြီးရက်စကန်ကိုလက်ပြပုံသုံးလုံးပြည့်သွင်းတိုက်ခိုက်ခဲ့တာပါရက်စကန်ဝင်ဂိတ်ကဲနာကြောင့်ပေါကွဲပြရန်သူထိခိုက်မှုရှိနေတဲ့ရက်စကန်တဲ့ကိုဆေးရုံကဝင်သွားလို့မြေပြင်သတင်းရသိရပါတယ်။အစောပိုင်းတိုက်ခိုက်မှုက Operation Flying ဖွင့်တဲ့အတွက်နောက်ပိုင်းခံပြည်သူ့ကာကွယ်ရေးဖွဲ့ချင်းမတိုင်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့နဲ့လမ်းသာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်း Operation Flying နေ့ဖြင့်ဂျပန်စစ်ကောင်စီပြုလုပ်မဲ့အတွေ့အကြုံရေကောက်ပွဲကိုလုံးဝလက်ခံသွားမည်မဟုတ်ကြောင်းရန်ကုန်တော်လိုင်းမဟာမိတ်အလုံးနဲ့တူလက်တွဲပြီးဂျပန်စစ်တပ်ကိုအရှင်းပြတိုက်ခိုက်ချိန်မုံသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။ နားဆင်အားပေးကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါရရှင်